前面的朋，阿龙不会明个喇叭，明个喇叭，明个喇叭。OK，龙爷虽然老老妖了，哎，这不呢？今天前面的朋，龙爷就哥，不呢？但是呢，龙哥不找阿平，呃，为伢恐怕被迫人抓不呢？趁那一块看别的下过来，伢被记住的那批巴的，不呢？怎么龙哥不找？龙姐龙爷个嘞，阿龙阿龙在。 မရှိမဖြစ်ဖြစ်ပါတယ်ဗောနော်အရန်ပဲလို့အတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်နော်တပတ်တပတ်ကျမတို့နော်တလတလတနစ်တနစ်နှုတ်ကပတ်တော်ကြားတယ်နော်ဒါမဲ့မလုံလောက်ဘူးကြားချင်တယ်ဝိညာဉ်ကဆာငတ်တာဖြစ်ပါတယ်အာမင်အာမင်ဒီမှာရှိနေကြတဲ့လူငယ်တွေဒီနေ့သင်ကဖျားရဲ့နှုတ်ကပတ်တော်ကိုဆာငတ်ဆာငတ်ပြီးတော့မှလေနော်ဒီနေ့ဒီချီးမွမ်းကိုးကွယ်ခြင်းကိုရောက်လာတာဖြစ်ပါတယ်ဗောနော်အတွင်းဝိညာဉ်ကစာငတ်လို့ဖြစ်ပါတယ်ဒီဝိညာဉ်ကဘုရားကိုချီးမွမ်းဖို့ရန်အတွက် ဖြစ်ပါတယ်ဆိုတဲ့အကြောင်းပေါ့နော်။ဒါကြောင့်ရှိတဲ့အရာချက်ကနေပေါ့နော်ဒီနေ့ဘုရားသခင်ရဲ့မျက်မှောက်တော်ကိုရွေးချယ်ပြီးမှအနုကပတ်တော်ခံယူဖို့ရန်အတွက်အချိန်ပေးတဲ့အတွက်တူးချင်းစင်တိုင်းကိုဘုရားရဲ့နှုတ်ကပတ်တော်ထူကောင်းကြီးတက်ရောက်ပါစေ။အဲ့တော့ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့ယူရှင်လောနှုတ်ကပတ်တော်တပုတ်ပဲဖြစ်ပါတယ်ပေါ့နော်။ဒါမိခွအကြောင်းပေါ့နော်။မိခွအကြောင်းပြောချင်တာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့အနေငယ်စက္ကစုတောင်းမယ်။တက်ရှင်ဘုရားကိုရဲဂျီဇူရောချီးမွမ်းလေကိုရော အရန်ပဲကောင်းမြတ်တဲ့ဖြာဖြစ်ပါတယ်ဒီနေ့အတ္တတအဲမှာကိုရောမရှိမဖြစ်သောသခင်ဖြစ်ပါတယ်ဒီနေ့ဒီကိုကိုွေခြင်းကလည်းကိုရောတော်ပဲဖြစ်တယ်သက်တဲမှာနှုတ်ကပတ်တော်ကိုကျွန်တော်အပြန်အလှန်ခွန်အားယူတဲ့ခါမှာတကယ်ပဲဒီဝိအနှုတ်ကပတ်တော်ကြားနာရတဲ့ဦးချင်းစင်အတ္တတအဲမှာတကယ်ပဲထိရောက်ပြီးတော့မှအတ္တတအဲမှာဒီနေ့နှုတ်ကပတ်တော်ပြောတဲ့နည်းတူအတ္တတအဲမှာမိခွတ် တကယ်တော့ကျမတို့အလင်းဖြစ်စေတော်မူပါလမ်းပြပါတွင်တင်ပါဝိညာဉ်တော်ဖွင့်ပြပါလွတ်လပ်စွာစကားပြောပါယေရှုဖခင်နာမကိုအမြင်ပြုလက်ဆက်ကန့်ရင်းနဲ့နှုတ်ကပတ်တော်ဆာပြုပါရဲဖာအာမင်အဲ့တော့ဒီနေ့နှုတ်ကပတ်တော်ဘာကြောင်းလဲမိခွေအကြောင်းဖြစ်တယ်ဗောနောအဲ့တော့မိခွေလို့ကျမ Google မှာရှာကြည့်တဲ့ခါမှာဗောနောအများကြီးတွေ့တယ်ဗောနောအဲ့တော့အဲနည်းနည်းနှပုံသုံးပုံလောက်ကျမ WhatsApp မှာပို့ထားတယ်ဗောနောဒါအနည်းဆက်ဆုံးဗောနောအဆင်ပြေလို့ရှင်ပြပါဗောနော အဲမိခွေလို့ပြောတဲ့အခါမှာကျမတို့အခုမြင်တဲ့အရာကတော့အရန်ခစ်ပေါ်ပေါ့နော်အဲ2025ရောက်လာတဲ့အခါမှာအရန်ကိုအဆင့်မြင့်သွားပြီနော် electricity ကရန်နော်အဲအရင်တော့လည်းမတူတော့ဘူးပေါ့နော်ဒါမဲ့အရင်အရင်ပေါ့နော်ဒီရှေးခစ်နောက်ကပတ်တော်ထဲမှာအသုံးပြုခဲ့တဲ့ဒီမိခွက်တို့ပေါ့နော်ရှေးဟောင်းပေါ့နော်ဒါမဖွင့်အပါလဲမမတိုးတဲ့ခင်မှာတုံးခဲ့တဲ့မိခွက်လေးကတော့တိတ်ကိုရိုးရှင်းတဲ့ပုံပဲဖြစ်တယ်ပေါ့နော် တော့မိခွဲလို့ပြောတဲ့အခါမှာသူပုံစံကခွတ်ပုံစံပဲဖြစ်ရမယ်နော်နော်မိခွဲလို့ပြောတဲ့အခါရှေးခစ်နော်ရှေးအရင်ရှေးကြတဲ့မိခွဲတွေကဒီလိုမျိုးခွတ်ပုံစံဖြစ်တယ်နော်ခွတ်ပုံစံဖြစ်တဲ့အခါမှာဒီအထဲမှာစီထည့်ရမှာပေါ့နော် ပြီးတဲ့အခါဒီထိတ်မှာမင်းလဲထွန်းပြီးမှစီနဲ့အာလောင်ပြီးမှပေါ့နော်ဒါအလင်းပေးတဲ့အရာပေါ့နော်တွေ့ရတယ်ပေါ့နော်ခဏလေးကြည့်ရအောင်နော်ကျွန်တော်တို့ဒါနှစ်ပုံသုံးပုံပေါ့နော်နီးဆက်ဆုံးပေါ့ 阿拉 di 赶赶上这个呢，咪可以掌握，巴勒斯尼，巴巴勒斯巴洛克的咪可以勒斯尼，就毛罗 guidance 布诺，你 on 哪边勒，咪可以晓得 true，the 马蒂亚，兰比亚勒，咪可以晓得，比亚的肯耶，兰国比亚布诺，the 马蒂亚国比亚咪可以罗比亚布诺，比亚克玛比亚的肯耶 presence，咪阿毛多布诺，咪阿毛多布诺 co 等位勒咪可以，比亚克玛 di spiriture 布诺，when 你拜神呀嘛 di。 ဖျားနဲ့နီးနီးဖွင့်ရတော့ပေါ့နော်အလင်းပေးတဲ့မင်းခွဲလို့ပုံဆောင်ထားတာဖြစ်ပါတယ်ပေါ့နော်ပြီးတဲ့ခါမှကြီး guidance လို့ပြောတဲ့ခါမှညွန်ကြားပေးတယ်လမ်းပြပေးတယ်လို့ပြောတဲ့ခါဖျားခင်ရဲ့နှုတ်ကပတ်တော်ကကျမတို့ကိုကူညီပေးတယ်ပေါ့နော်ဘလို့ကူညီပေးလဲဆိုရင်ကျမတို့ကိုဒီနှုတ်ကပတ်တော်ကကျမတို့ make နော် decision တစ်ခုခုချတဲ့ခါမှ wisely ပေါ့နော်အားပဲပညာသားပါပါပေါ့နော်ဒါ စွာနဲ့ပေါ့နော်ကျွန်တော်တို့ distinction ချနိုင်ဖို့ရန်အတွက်အဲဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုလမ်းညွှန်တယ်လမ်းပြတယ်ဆိုပြီးတော့ပေါ်ပြထားတယ်ပေါ့နော်ဘေးနေရာကိုအဲလမ်းညွှန်လေးဆိုရင်တော့ကျွန်တော်တို့ဘေးနေရာမှာရှောင်ရမလဲဆိုရင်တော့ဒီမှာတကယ်ပဲ pitfall ဆိုတဲ့ပေါ့နော်အဲစိုးတန်းတဲ့ညစ်ညွတ်တဲ့နော်လမ်းတွေထဲကနေပေါ့နော်ရှောင်လွဲဖို့ရန်အတွက်ဘုရားခင်ရဲ့နှုတ်ကပတ်တော်ကဒီနှုတ်ကပတ်တော်မြင်းခွက်ကကျွန်တော်တို့ကိုလမ်းပြတယ်ဆိုပြီးတော့မှပေါ့နော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဗတ်မတ်တစ်ချက်နေနဲ့ကျွန်တော်တို့စာလံအခန်းကြီး 139အပိုင်းငယ်105မှာကျွန်တော်တို့အားလုံးတည်တဲ့ကျမ်းပိုင်ပဲဖြစ်ပါတယ်ပေါ့နော်အဲ့မှာဘာကြောင့်ပါလဲဆိုရင်ပေါ့နော်အဲတွေးပြီးဆိုတော့သူတို့ကဖတ်ရအောင်နော်အတန်လွတ်ပြီးတော့မှဂျေဂျေလေးပေါ့နော်ကျွန်တော်တို့ကြားအောင်ကိုနားကိုကြားအောင်ဖတ်ရအောင်နော်အဲတရားတဆက်ကိုစာလံပတ်ငယ်တရား၅ကိုဖတ်ရအောင်။နောက်ကပတ်တော်ဒီအကျွန်ုပ်ချင်းရှိမှမိခွက်ဖြစ်၍အကျွန်ုပ်လမ်းခင်းကိုလင်းစေပါ၏။အာမင်။အာမင်။အာမင်။ကျွန်တော်ဝန်ခံဖို့လိုတယ်နော်။ 老表嘞，那个不道理，真闹气血嘛的呢？啊，闹我表了，怎么也闹嘛？喏，零零辈的生，当没零什么讲呢？我的妈，那个不妥吧嘞？真那个气血嘛，老表嘞喏，怎么又血嘛？故意气血嘛，把血嘞，对米那嘞喏？怎么了我不嘛的嘛？啊，你这这苦苦细路心，怎么了气难成了？没多啊怎么了？他们讲嘛，他你呃呃呃呃，你不得说人家怎么了？那哎，你两个没多啊？就是气血嘛。 ော်ဆွမ်းတော့ပြောလို့ guidance ပေါ့နော်ညှဉ်းညူးတဲ့အရာတွေနော်မကောင်းတဲ့အမှုအရာတွေကိုဘုရားခင်က advice ရှောင်ဖို့ရန်အတွက် wisely decision ချဖို့ရန်အတွက်ကျွန်တော်တို့နောက်ပတ်တော်ကလမ်းပြတယ်နော်နောက်ပတ်တော်မိခွတ်ပေါ့နော်လမ်းပြတယ်အဲ့တော့ကျွန်တော်တို့ခြေရှိမှာကျွန်တော်တို့ခြေရှိမှာဘာရှိလဲနော်ဘာရှိလဲအဲ့ဒါရေးကြည့်တယ်နော်အဲ့တော့ဒီနေ့ကျွန်တော်တို့အာဒါရန်ပဲတိုးတက်တဲ့ခေတ်ပေါ့နော်တိုးတက်တဲ့နိုင်ငံမှာရောက်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရှေ့မှာတော့အများကြီးရှိတယ်နော် ဘာကြီးဘာကြီးလဲပေါ့နော်အများကြီးရှိတယ်အဲ့ဒီရှေ့မှာကျမတို့အဲကျမတို့ရဲ့မီးခွက်ကဘလို့ဖြစ်နေလဲပေါ့နော်ဒီမီးခွက်ကမီးငိမ့်နေလားတော့မဟုတ်လောင်ကျွမ်းနေလားဆက်လက်ပဲအဲဘာလဲ life ဖြစ်တဲ့မီးခွက်ဖြစ်နေလားအရေးကြီးတာဖြစ်တယ်ပေါ့နော်ကျမတို့မီးခွက်ကဥပမာမီးခွက်မပြောရအောင်အခုဒီမှာ ready ဖြောင်းတိုင်းဖြောင်းတိုင်းလို့ပြောတဲ့ခါမှာကျမတို့ဒီမှာဆိုဖြောင်းတိုင်းမလို့အပ်ဘူးနော်ဒါလက်စစ်မီးကရမ်းကောင်းတဲ့အတွက်ကြောင့်မလို့အပ်ဘူးကျမတို့အဲဟော မြန်မာပြည်မှာကျွန်တော်နေတဲ့ခါမှာဆိုရင်ဖြောင်းတိုင်ကအရန်ရေးကြီးနေတော့တသေးလေးရှိတယ်နည်းနည်းကြီးကြီးရှိတယ်ပေါ့နော်တသေးလေးတတိုင်းဆိုပေမဲ့လည်းကျွန်တော်တို့တအိမ်လုံးထောင်းလိုက်တဲ့ခါမှာတွေ့ရတယ်နော်မင်းလင်းတယ်ပေါ့နော်လင်းနိုင်တယ်အဲ့တော့အရှိမဘာရှိလဲကျွန်တော်တို့တွေ့ရတာဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့အိမ်မှာအဲမင်းလင်းအဲဒီဖြောင်းတိုင်အဖြစ်ချွန်လိုက်တဲ့ခါမှာပေါ့နော်အိုးရှောင်ရမယ့်အရာတွေဒီလမ်းမှာတွိုင်းရတော့အဲ့ဒါလည်းထိနိုင်တယ်ဆိုရက်တိတာပေါ့နော်ဒါဖြောင်းတိုင်ရဲ့အလင်းရဲ့အလင်းရဲ့အစွမ်းပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ရဲ့ ဒီနောက်ကပတ်တော်မိခွေကကျမတို့ရဲ့ခြေရှိမှာတဲ့ကျမတို့ရဲ့အတွက်လမ်းခင်းကိုလင်းစေတယ်တဲ့ဘောနော်အဲ့တော့တိတ်ကွာရေးကြီးတာဖြစ်ပါလေကျမတို့ရဲ့ဒီခြေလမ်းတိုင်းကဆနာပြောလို့ကျမတို့ရဲ့မိခွေကအာဘလို့ပြောမလဲမိခွေကအလင်းမရှိဘဲနဲ့အသေးဖြစ်နေတယ်ဆိုရင်တော့ကျမတို့ရဲ့သွားနေတဲ့ခြေရှိအရှိမရှိနေတဲ့အရာတွေကိုကျမတို့မရှောင်နိုင်ဘူးနော်သစ်သစ်သုံးမှဖြစ်တယ်ဘောနော် ဒီအရောက်ကမကောင်းဘူးဆိုရင်လေကျမတို့ရဲ့နှုတ်ကပတ်တော်မိကငိမ့်နေပြီးသားတေးနေပြီးသားဆိုတော့ကျမတို့ကအဲ့ဒီကိုကျမတို့တက်တက်သွားသုံးမှာဖြစ်တယ်ပေါ့နော်အဲ့ဒါတက်အရေးကြီးတယ်ကျမတို့ရဲ့နှုတ်ကပတ်တော်ဆိုတဲ့နော်ဒီဘုရားရဲ့နှုတ်ကပတ်တော်အแทးမှာရှိလို့ရှိရင်ကျမတို့ဒီအရာတွေကိုပညာရှိစွာနဲ့ကျမတို့ကမမှန်ကိုခွဲခြားနိုင်မှာဖြစ်တယ်။နော်အဲ့တော့ဒီကျမ်းပိုက်ကိုကြည့်တဲ့အခါမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တကယ်ပဲနော်ဒီဘယ်လဲ တိုက်ရိုက်ကျမတို့ကိုပြောနေတာဖြစ်တယ်ဘလို့ပြောလဲရှင်းလင်းစွာနဲ့เนาะရှင်းလင်းစွာပေါ်ပြနေတာဖြစ်တယ်သင်ရကျမတို့ရဲ့ဘဝတက်တာလန်ခင်းဆိုတာလန်ခင်းလေးပြောရတဲ့အတွက်ကြောင့်မို့เนาะကျမတို့ journey เนาะကျမတို့လန်ခင်းကကြာသွားနိုင်တယ်နော်အဲဥပမာပြောရင်ကျမတို့လွေကူစွာနဲ့ပြောမယ်ဆိုရင်မလေးရှားကိုတနစ်နဲ့နစ်နဲ့ပြန်မယ်နော်ဆုံးဖြတ်ချက်နဲ့လာတယ်နေရင်နေရင်နဲ့ရမ်းကြာသွားတယ်နော်အဲ့တော့ကျမတို့ရဲ့ life journey ကတော့ကြာသွားနိုင်တယ်ဒီရှေးလျားနဲ့ခရီးကို နော်ရှင်းလင်းစွာနဲ့လုံခြုံစွာနဲ့နော်သူ့ရဲ့လမ်းထဲမှာသွားနိုင်ဖို့အတွက်ကျွန်တော်တို့ကိုဘုရားသခင်ကညွန်ကြားပေးတယ်ဗောနော်လမ်းပြပေးတဲ့နှုတ်ကပတ်တော်ဖြစ်တယ်အဲ့တော့ဒီမှာကျွန်ုပ်ခြေရှိမှာမိခွတ်ဖြစ်ရွေးလို့ဆိုတဲ့အခါမှာခြေရှိမှာပြောတဲ့အတွက်ကြောင့်မို့ဆွမ်းတော်ပြောလို့ခြေရှိမှာဘာရှိလဲအဲ့ဒီရှိတဲ့အရာကိုကျွန်တော်တို့အဲရှောင်နိုင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပေါ့နော်ပြီးတဲ့အခါမှာဆွမ်းတော်ကျွန်တော်တို့ ရှေးခေတ်ပေါ့နော်ဒီအရန်ဟိုရှေးခေတ်မှာပေါ့နော်သုံးခဲတဲ့နော်ရှေးခေတ်သုံးကသုံးခဲတဲ့မြင်းခွတ်ပုံစံပေါ့နော်အဲ့တော့သူတို့ကအာဒီအရာတွေကဘာကိုပုံဆောင်ထားလေးဆိုရင်ကျွန်တော်တို့ရဲ့ဘဝလက်ကွက်ပေါ့နော်ဘဝလက်ကွက်တွေခက်ခဲခြင်းတွေကြမ်းတမ်းခြင်းတွေပေါ့နော်ဆိုးရွားခြင်းတွေအများကြီးရှိတယ်နော်အဲ့ဒီလက်ကွက်ကိုဘုရားသခင်ရဲ့လမ်းထဲမှာပြန်လာဖို့ရန်အတွက်ရှင်းလင်းစွာနော်ဉာဏ်ပညာရှိစွာနဲ့ကျွန်တော်တို့ကို အာဒီနှုတ်ကပတ်တော်ကအလင်းပေးပြီးမှခေါ်ဆောင်နေတယ်ဆိုတဲ့အကြောင်းပေါ့နော်အာဂျေယာကိုကြည့်တဲ့အခါမှာဒီမှာကြည့်တသေးလေးပဲမတော့မိခွက်ကတသေးလေးပဲဖြစ်တယ်ပေါ့နော်အခုခိတ်ပုံစံနဲ့တော့မတူတော့ဘူးပေါ့နော်ဒါရှေးခိတ်မှာတုံးတဲ့အရာတွေဒီမှာစီထည့်မယ်ပြီးဒီမိကြီးအပြင်မှာပေါ့နော်အဲ့ဒီဟာကဘာလဲဆိုရင်ဒီခြေတလန်းစာပဲပေါ့နော် ဟိုးအခုဒီမှာလင်းစဟိုးအနောက်ထိတော့အဲ့လောက်ရှင်းလင်းစွာမမြင်အောင်ဒါပေမဲ့ဘာပြောလဲဆိုဒီမိခွက်ကဒီကင်ထားမေဆိုရင်ပေါ့နော်ဒီမင်းလင်းတဲ့အရာကကိုယ့်ရဲ့ခြေလမ်းနော် step ပေါ့နော် next step ပေါ့နော်နောက်ခြေတလမ်းလမ်းဖွင့်ရတဲ့လုံလောက်တယ်လို့ပြောတာဖြစ်ပါတယ်ပေါ့နော်သူတို့ Bible ကအရာပေါ့နော်အဲဒီပုံဆောင်ထားတဲ့အရာဖြစ်တယ်ပေါ့နော်အဲနည်းနည်းပဲလင်းတော်လဲပဲကိုယ့်ရဲ့ခြေနောက်တလမ်းလမ်းဖွင့်ရတဲ့လုံလောက်တယ်လို့ ပြောချင်တာဖြစ်ပါတယ်ဗောနော်ပြီးတဲ့ခါမှာကျမတို့နောက်ကပတ်တော်ကိုကျမတို့ရဲ့နှလုံးသားထဲမှာရှိတဲ့ခါမှာကျမတို့ဆွနာပြောအရှိမနော်သွားလားသွားရမလားမသွားရဘူးလားဒါကောင်းလားမကောင်းလားဆိုတဲ့အရာကိုကျမတို့ wisdom ဘုရားခင်ပေးတဲ့ဉာဏ်ပညာနဲ့ကျမတို့ကရှင်းလင်းစွာနဲ့ဗောနော်ဆုံးဖြတ်ချက်ချပြီးတော့မှဒီကောင်းတဲ့လမ်းကိုအာခေါ်ဆောင်ပေးတဲ့မိခွတ်ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒါဒီလိုတွေ့ရတာဖြစ်တယ်ပေါ့နော် ကျွန်တော်ရဲ့လမ်းခင်းကိုလင်းစေတယ်တော့ဆွမ်းတော်ပြောကျွန်တော်တို့ရဲ့ဘဝတက်တာဘဝလက်ကွက်နော်ချိုးကွက်တွေအများကြီးရှိတယ်အဲ့ဒီသေးကိုရှင်းလင်းစွာနဲ့နော်ကျွန်တော်တို့ကိုဖျားရဲ့လမ်းထဲမှာခေါ်တွင်းပင်းနေနောက်ကပတ်တော်မိခွတ်ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီစာလံဒီ139ပိုင်းနဲ့105ကတော့ဒီလိုအဲတွေ့ရတယ်ပေါ့နော်ပြီးတဲ့ခါမှာနောက်တစ်ခုနေနေပေါ့နော်အမ်ဓမ္မရာဇဝင်စတုထဆာဆောင်ခန်းချင်း20နှစ် အပိုင်းနဲ့29မှာ အဲဓမ္မရာဇဝင်စတုထဆောင်ဆောင်ခန်းကြီး20နှစ်အပိုင်းငယ်29နော်အိုးထာဝရဖျားကုတော်ဒီအချနှောင်းဤမိခွတ်ဖြစ်တော်မူ၏ထာဝရဖျားဒီအချနှောင်းဤမောင်မိုက်ကိုလင်းစေတော်မူ၏လို့ပြောထားတယ်မို့နော်အဲ့ဒီမှာလဲအိုးထာဝရဖျားကုတော်ဒီအချနှောင်းဤမိခွတ်ဖြစ်တယ်တဲ့နော်မိခွတ်ကဘာလို့လဲဆိုရင်ကုတော်ပဲဖြစ်တယ်ဖျားပဲဖြစ်တယ်နော်အော်ထာဝရဖျားလေးအချင်တို့မောင်မိုက်လန်းကိုလင်းစေတယ်နော်အဲ့တော့ဒီမှာပေးတဲ့အရာကအဲဒီမှာပြောတဲ့အရာကအမ် မောင်မိုက်လမ်းကိုလင်းစေတဲ့အရာကဘလို့ဘလို့အရာလဲဆိုရင်ကျမတို့ကိုအဲရှစ်သွားရမယ့်လမ်းခေတ်အတွက်ပေါ့နော် NDA တွေကိုအဲဘာရှိလဲပေါ့နော် ရှစ်မှာကြုံတွေ့ရမယ့် NDA တွေကိုအဲဗလာရှောင်ရှားနိုင်ဖို့ရန်အတွက်ကူညီပေးတဲ့အရာဖြစ်တယ်တဲ့အဆိုတဲ့အရာကိုနော်တွေ့ရတယ်ပြီးတဲ့ခါမှာရှင်ဘရင်ဒေးဗစ်ကပေါ့နော်သူဘယ်လိုပြောလဲဆိုရင်အဲဒီမိခွက်ကပေါ့နော်ဘုရားသခင်ရဲ့ အဲဆုံးတော့ပြော guidance ဆိုတဲ့နော်လမ်းညွန်ပေးတဲ့အရာနော်ဉာဏ်ပညာတွေနဲ့ protection အပြစ်ပေးတဲ့အာဘုရားရဲ့အမိခွက်ဖြစ်တယ်ဆိုတဲ့ကိုသူရဲ့အတ္တထဲမှာပေါ့နော်သူကြုံတွေ့ရတဲ့ life experience ပေါ့နော်သူအာသူရဲ့အတ္တထဲမှာတကယ်ကြုံတွေ့ခဲ့တဲ့အတွက်ကြောင့်မို့ဘုရားသခင်ကတကယ်ပဲပေါ့နော်ကျွန်ုပ်ရဲ့မိခွက်ဖြစ်တယ်ဆိုတဲ့ကိုသူရဲ့အတ္တအဖြစ်သူကတော့ဒီလိုဖော်ပြထားတဲ့အရာကိုတွေ့ရတယ်ပေါ့နော်အမ်ဒီလိုပါပဲကြုံတွေ့ရတဲ့အမှုရာကအများကြီးရှိတယ်ပေါ့နော် အဲဒါကြောင့်ကျွန်တော်တို့အသက်တာချင်းမှာတကက်အဖရာသခင်ရဲ့နှုတ်ကပတ်တော်အလင်းလင်းဖွင့်ရတဲ့အတွက်ကကျွန်မတို့ဒီနေ့ကြုံတွေ့ရတဲ့ NDA တွေနော်ဘဝလက်ကွက်တွေကြုံလာတဲ့အခါမှာဒါဒီ ီမိခွက်ကကျွန်တော်တို့အချင်းမီအလင်းလင်းတဲ့ရာနော်ဒီလင်းနေဖို့ရန်အတွက်အရေးကြီးတယ်ဆိုတဲ့ရောက်ပေါ့နော်ကိုယ့်ရဲ့ဖြောင်းတိုင်ကတင်နေလားပေါ့နော်ဒီမိကအအသေးဖြစ်နေလားဒါအရန်ပဲအရေးကြီးတဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်တွေ့ရတယ်နော်ပြီးတဲ့ခါမှာကျွန်တော်ရဲ့မောင်မိုက်ကိုလင်းစေတယ်တဲ့နော်မိုင်မောင်မိုက်ဆိုတော့ဒါအအများကြီးပေါ့နော်အအများကြီးအဒိတ်ပဲရှိတယ်ပေါ့နော်အဲ့တော့မောင်မိုက် မောင်မရဲ့တင်ကြရပါလေဆိုပေါ့နော်နောက်ကပတ်တော်ရပါတော့မောင်မရဲ့တင်ကြရကဘာလဲဆိုရင်ကြောင်ယူခြင်းအာကြောင်ယူဂျန်တွေပြီးကဖင်ရှင်ဆိုတဲ့ရှုပ်ထွေးခြင်းပေါ့နော်ပြီးအန်ဒီရီတွေစိတ်ပြက်လက်ပြက်ဖြစ်တဲ့အရာတွေခြေနေအလုံးစုံထဲကနေအလုံးစုံထဲကနေပေါ့နော်ဒါ transformer ပေါ့နော်ဒီအပြန်လဲပြီးတော့ဘုရားသခင်ဘက်မှာနော် ပြန်လာဖို့ရန်အတွက်အဒီအ လင်းမောင်မိုက်ကိုလင်းစေတဲ့အလင်းလို့ပြောတာတာဖြစ်ပြီပေါ့နော်အဲ့တော့ကျမတို့ရဲ့တက်တာချင်းမှာကြောင်းရွံ့ခြင်းတွေရှိတယ်ပေါ့နော်ဒါဥပမာယူယူလဲပြောမှစရင်ယခု ချိန်မှာပေါ့နော်မြင်တာတဲ့အရာနော်ကျမတို့လမ်းသွိုင်းရင်လည်းကြောက်ရတယ်ပေါ့နော်ကြောက်တဲ့အရာတွေပေါ့နော်ရှိတယ်ဒါရိုးရိုးလေးပါပဲခန္ဓာပိုင်းဆိုင်ရာမှာပေါ့ဒါပေမဲ့အဓိကနေနဲ့ဝิญဉ်ပိုင်းဆိုင်ရာမှာလည်းကျမတို့ဒါမမြင်ရတဲ့နော်ဝิญဉ်ဇုံနဲ့ဆိုးတွေကိုရင်ဆိုင်ရတဲ့အခါမှာကျမတို့ကြောက်ရွံ့ခြင်းတွေပေါ့နော်ဒီမရှင်းမလင်းတဲ့အရာတွေရှုပ်ထွေးခြင်းတွေနော်စိတ်ပြတ်တဲ့အရာတွေအများကြီးတုံရတာဖြစ်တယ်ပေါ့နော်ဒီအရာတွေထဲကနေပေါ့နော်ဆွဲခေါ်ပေးတယ်ပြန်လဲပို့ဆောင်ပေးတယ်အရာကတော့နော်ဒီနှုတ်ကပတ်တော်မြင့်ခွတ် ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်တွေ့ရပါတယ်ပေါ့နော်ဒါကြောင့်ဒီအဲဒီ jump bike ကိုကြည့်တဲ့အခါမှာဒါကဒါကဘာဘာထွက်လဲဆိုရင်ဒါတကယ်ပဲ promise ပေးတယ်နောက်ကဘတ်တော် jump bike ဖြစ်တယ်ပေါ့နော်ဘလို့အခြေအနေမှာပဲဖြစ်ပါစေဘလို့ပဲဖြစ်ပါစေနော်ဘလို့အချိန်နေမှာပဲရှိနေပါစေဘလို့စိတ်ပြတ်နေတဲ့အချိန်နေမှာပဲရှိနေပါစေဘုရားသခင်ကတကယ်စိတ်ပြတ်နေတဲ့မောင်မိုက်ချဲကနေဒီအလင်းကို ခေါ်ဆောင်ပေးနိုင်တဲ့အဲနောက်ကပတ်တော်မင်းခွဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့ကဒါ remind လုပ်ဖို့ပေါ့နော်ပြန်လဲတတိယဖို့ဘုရားခင်ဘက်မှာကျမတို့အမြဲတမ်းသက်ရှင်ဖို့ရအတွက်လိုအပ်ပါတယ်ဒီမင်းခွပေါ့နော်နောက်တစ်ခုနေနေပေါ့နော်နောက်တစ်ခုနေနေဘယ်မှာတွေ့ရလဲဆိုမို့နော်အဲတောက်တန်အခန်းကြီး73ပိုက်ညကိုမှာအမှတော့ဖြောင်းမှတ်သူတို့ရဲ့အလင်းလို့ဆိုတယ်ပေါ့နော်အဲ 到哒，看见石头，半夜高山嘛，对不咯？偏么多都一连的水蓝衣的，么太阳多都一米宽木架，太阳里面露出来，嗯，坡边插把的，对不咯？然后偏么都一连的，然后偏么的都一连个，然后那水蓝的，所以说嘛，罗那哪里绿把的，对不咯？那水蓝的，所以说漂亮吧，对不咯？我们呀穿出去的，要出去，特别你啊，偏么的都要特大家的呃，一连个，嗯。嗯嗯 丛林子里不呢，林林子里，所以啊，一些巴类不呢。那可能呢，黄喵虫，喏，黄喵虫对，有呃，黄喵虫对嘛，喵林子里不呢，的娘兵娘对，呃，巴类也古追啊，一些巴类，所以啊，不呢。 ပြီးတဲ့ခါမှာဒီချမ်းပိုင်မှာတွေ့တဲ့ခါမတရားတော့သူဤမိခွဲတဲ့မတရားတော့သူရဲ့မိခွဲကတေရလိုက်မင်းလို့ဆိုတာဖြစ်ပါတယ်ဗျနော်အဲ့တော့တေးရလိုက်မယ်လို့ဆိုတော့တဲ့ကြောင့်မို့သူရဲ့အချင်းကအရန်ပဲတူတောင်းတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တတိထားတတိထားရတယ်ပေါ့နော်တူတောင်းတဲ့အချင်းကာလတစ်ခုဖြစ်တယ်ဆိုတဲ့အရာကိုအဲတတိရဖို့ဖြစ်ပါတယ်သူရဲ့တင်ကြရပါလေဆိုတော့နော်အဲဒီအမ် သူရဲ့တင်ကြတာဘာကိုဖော်ဆောင်လဲဆိုရင်တရားတော်သူတွေမြင်ခွက်ကပါလဲဆိုရင် successful ဘောနော်အောင်မြင်တော့အောင်မြင်ခြင်း အောင်မြင်ခြင်းတွေဂုံတဒင်းတွေဘလောက်ပဲကြော်စောနေပါစေခဏလေးနဲ့ငြိမ်သွားမယ်ပြက်ပြေသွားမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ကျမတို့ရဲ့မိခွက်ကကျမတို့ဘလို့လဲအမြဲတမ်းဆန်းစစ်ဖို့ရတဲ့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီနှုတ်ကပတ်တော်နဲ့ကျမတို့တတိယစေတယ်ပေါ့နော်ပြီးတဲ့အခါမှာကျမတို့ဒီမိခွက်လို့ပြောတဲ့အခါမှာမဖြစ်မနေတည်ရမယ့်အရာလည်းရှိတာဖြစ်တယ်နော်ထွမြောက်ရချမ်းခန်းကျင်25 31နဲ့40မှာကြီးတဲ့အခါမှာဘုရားသခင်ကပေါ့နော်ဒီသူ့ရဲ့ tabernacle ပေါ့နော်တေး တော့စောက်ခိုင်းတဲ့ခါမှာဘလို့မိခွက်ဘလို့ဘလို့ပြင်ဆင်ရမလဲเนาะဘလို့လောက်ရမဲဆိုရအချိုးချောင်းအကုန်ပြောပြီးတော့မှပေါ့เนาะသူတို့ကိုအာပြင်ဆင်ခိုင်းတာဖြစ်တယ်ပေါ့เนาะတန့်ရှင်းရခန်းထဲမှာပေါ့เนาะဒီတေးတော်စောက်ခိုင်းတာဖြစ်တယ်ပေါ့เนาะအဲ့မှာလေအများကြီးတွေ့ရတယ်ပေါ့เนาะအာအမကလည်းစဖတ်မယ်ဆိုရအများကြီးပေါ့เนาะအဲတွေ့တာဖြစ်တယ်မိခွက်ခုနှစ်လုံးကိုလည်းလောက်ရမဲတဲ့เนาะစပွဲကိုလည်းလင်းစိန်ချင်းကထုံမိခွက်ကိုထောင်းရမဲလို့ဆိုရင်အလင်းဒီမိခွက်ကအလင်းလင်းဖို့လင်းပေးဖို့เนาะလင်းစိန်ဖို့ရန်အတွက်ဒါဖျားခင်လို့ရှိတဲ့အရာပေါ့သူရဲ့ သေးတော်မှာဘလို့ဘလို့စောင့်ရမယ်ဆိုတဲ့ကအသေးစိတ်ဖို့ပြပြီးတော့မှအာဒီအာစောက်ခိုင်းတယ်ဆိုတဲ့အရာကိုလည်းတွေ့ရတာဖြစ်ပါတယ်ဗောနောအရန်ကိုအရန်ကိုအရေးကြီးတယ်အရာဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ပေါ့နော်ပြီးတဲ့ခါမှာကျွန်တော်တို့နောက်တစ်ခုနေနေပေါ့နော်ဒီဓမ္မသစ်မှာကိုပြန်လာတဲ့ခါမှာကျွန်တော်တို့အဲဘာကြောင့်တွေ့ရလဲဆိုရင်မတ်သေးခရိုရန်ခန်းကြီး25ပိုင်းရဲ့တစ်ကနေ73ကိုကြည့်တဲ့ခါမှာအဲ့ဒီမှာနော်အဲ တတော်ရမီ10ယောက်အကြောင်းပေါ့နော်ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့တတော်ရမီ10ယောက်က9ယောက်ကဘယ်လိုဘယ်လိုမျိုး9ယောက်လဲအမှန်10ယောက်ရှိတယ်နော်9ယောက်တစ်ဖွဲ့9ယောက်တစ်ဖွဲ့ရှိတာဖြစ်တယ်ပေါ့နော်အဲ့ဒီ story ကိုကျွန်တော်တို့တည်အမ်တည်တယ်နော်9ယောက်9ယောက်ရှိတယ်နော်10ယောက်ရှိတယ်9ယောက်ကဘယ်လိုလုပ်ထားလဲ ပြင်ဆင်ပြီးအစင်တက်နော်စီမီးတွေအစင်တက်ပြင်ဆင်ပြီးမှစောင့်နေတယ်ဘသူစောင့်နေလဲတတို့သားကိုစောင့်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့တတို့သားကိုစောင့်နေတဲ့အခါမှာတို့ကတို့လာတဲ့အခါမှာတို့က ready ပဲဖြစ်နေတဲ့အကြောင်းမို့တို့ရဲ့မိခွက်ကိုကင်ပြီးမှသွားလိုက်ုံပဲနော်တို့ရောသွားလိုက်ရင်ပဲဒါပေမဲ့နောက်မှ9ရောက်ကတော့အဲ့ချိန်မှာအဲ့ချင်မူသူထပြီးမှအဲ့ငါတို့လည်းပေးပါဦးပေါ့နော်စီပါညာနဲ့နဲ့ပေးပါဦးဆိုရင်ဟာငါတို့တို့ ါငါတို့အတွက်ပဲဆိုပြီးတော့တို့ကသွားလိုက်တဲ့ခါမှာကြံခဲ့တဲ့၅ယောက်ကနော်မတော်ရတော့ဘူးเนาะတတို့သားနဲ့မဆုံဖက်ရတော့ဘူးဆိုတဲ့အကြောင်းတွေ့ရတာဖြစ်တယ်ဗောနော်ဒီမှာကြည့်တဲ့ခါမှာတင်တို့ဒီတဲ့อืม sorry အဲ့ဒီမှာပုံမှာဆိုတော့ဒီဂျမ်းပိုက်ဒီမှာတော့မရေးထားဘူးဆိုတော့ဒီမှာဖတ်မယ်เนาะမတ်တိခရုံဗောနော်ဆိုတော့အဲ့ဒီမှာ ဒီဒေါက်တာရမီဆေးရောက်အကြောင်းကနေကျွန်တော်တို့ပြင်ဆင်ဖို့ရန်အတွက်ပေါ့နော် ကျွန်တော်တို့ဒါတတိယဖို့လို့လေဘာပြင်ဆင်ရမလဲဆိုတော့တို့ကတော့ဒီအဲမိခွတ်အတွက်လိုအပ်တဲ့စီကိုပြင်ဆင်ထားတယ်ပေါ့နော်ကျွန်တော်တို့ဝิญဉ်ပိုင်းဆိုင်ရာမှာဘာကိုပြင်ဆင်ရမလဲနူနော်ဒီဝิญဉ်ပိုင်းဆိုင်ရာမှာကျွန်တော်တို့ကအမြဲတမ်းပြင်ဆင်နေတဲ့သူဖြစ်ရမယ်ဆိုတဲ့အရာပေါ့နော်အဲဝิญဉ်မှာတာရွတ်တာရွတ်ကြီးထွားဖို့ရန်အတွက် ဘုရားသခင်နဲ့အချိတ်ဆက်လုပ်တဲ့အခါမှာဘုရားသခင်နဲ့မိတ္တဟာရဖွင့်တဲ့နေရာမှာတာရွတ်တာရွတ်ကျမတို့ကတရက်ပြီးတရက်တိုးတက်လာရမှာဖြစ်တယ်ပေါ့နော်။နော်။တရက်ပြီးတရက်အိုးတခါပဲဟုံးနော်။ဘုရားကြောင့်တော့မပေါ်လာတဲ့အခြေအနေမဖြစ်ရဘူးနော်။ကိုယ့်ရဲ့တရက်ပြီးတရက်တလပြီးတလထိုးရှားလာရမှာဖြစ်တယ်ပေါ့။ကျွန်တော်ဝိညာဉ်ကစာငတ်ဖို့ရန်အတွက်ဖြစ်တယ်။အမြဲတမ်းပြင်ဆင်နေဖို့ရန်အတွက်လိုအပ်တယ်။ပြင်ဆင်နေတဲ့သူတရားရဲ့သက်တာထဲမှာဆွမ်းနာကိတို့တဒိုးတို့ပြီး၅ယောက်ကအချိန်မီနော်။ဘုရားခင်လာတဲ့အခါမှာတခါလေအတူတူက သွားနိုင်တာဖြစ်တယ်ပေါ့နော်မပြင်ဆင်ထားတဲ့သူကတော့အနောက်မှာကြံ့ခဲ့တာငိုကြွေးခြင်းနဲ့နော်ငိုကြွေးခြင်းတွေနဲ့နောင်တနဲ့အများကြီးပေါ့နော်သူတို့ကြံ့ခဲ့တာဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒါအရန်ကိုအရေးကြီးတယ်ဆိုတဲ့အကြောင်းကတွေ့ရတယ်ပေါ့နော်ပြီးတဲ့ခါမှာနောက်တစ်ခုနေနေပေါ့နော်အယုံကြည်သူတွေရဲ့မိခွက်ပေါ့နော်ယုံကြည်သူတွေရဲ့မိခွက်ကမတ်သေးခရစ်ယာန်ခန်းကြီး9 14 16ထဲမှာပြန်တွေ့ရတယ်ပေါ့နော် အမဘာကြောင့်ပြောလဲဆိုရင်တင်တို့ဒီအင်္ဂလောကဤအလင်းဖြစ်ကြ၏တောင်ထိတ်၌တည်တော်မြို့ကိုမကွေနိုင်ဆင်းမင်းချောင်းရဲ့တောင်စလားအောင်၌ဖုံးထားလည်းမရှိအိန္ဒူအိန္ဒားပေါင်းတို့ဒီအလင်းကိုရစီခြင်းကစီမီခုံပေါ်မှာတင်ချလည်းရှိ၏ထိုနည်းတူသူတို့ဘာတို့ဒီတင်တို့ဤကောင်းသောအချက်ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘဤဂုံတော်ကိုချီးမွမ်းစေခြင်းကသူတို့ဘာရှိ၌တင်တို့အလင်းကိုလင်းစေကြလောဆိုပြီးတော့မှ ပြောထားတာဖြစ်ပါတယ်ဗောနော်ဒါကြောင့်ကျမတို့ဆွနာနော်တို့ပြင်ဆင်တဲ့အခါမှာဘာလို့လဲဆိုရင်စီလို့တာဖြစ်တယ်ဗောနော်ဒီစီကဒီဘာကိုပုံဆောင်နေလေဆိုရင်ကျမတို့စီကဘာတွက်လဲဆိုရင်မီးလင်းလာဖို့ရန်အတွက်လောင်ကျွမ်းဖို့ရန်အတွက်ဖြစ်တယ်တဲ့နော်ဒါပြောင်းတိုင်မီးခွတ်ဒါဒါလင်းလင်းဖို့ရန်အတွက် နော်စီလိုတယ်ပေါ့နော်အဲ့တော့ဒီစီကဘာလဲဆိုရင်နေ့အချင်မတို့တန်ရှင်သောဝိညာဉ်တော်ပဲဖြစ်ပါတယ်ပေါ့နော်တန်ရှင်သောဝိညာဉ်တော်လက်လမ်းပြခြင်းတွင်တင်ခြင်းအော်ပြုတ်ပင်ခြင်းကျမတို့လိုအပ်တာဖြစ်ပါတယ်ဗောနော်ဒီဝိညာဉ်ရဲ့ပြုတ်ပင်ခြင်းခံပြီးမှတာလင်ကျမတို့ကဖျားရခင်ရဲ့တာရွဲ့တာရွဲ့ ရင်းနှီးတတ်တော်တတ်တာရှိလာမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပေါ့နော်တွေးရပါတယ်ပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်တို့နော်အဲဝိညာဉ်တော်ကနူးဆော်တဲ့အခါမှာကျွန်တော်တို့ယခုကဲတို့မျက်မှောက်တော်ထဲမှာလာပြီးတော့မှအတူတကွနော်အသက်ရှင်ခြင်းရစ်ကိုပူဆောင်နိုင်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းတွေးရတာဖြစ်ပါတယ်ပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့အမီခွက်ကအမြဲတမ်းလောင်တန်းနေဖို့ရန်အတွက်အရေးကြီးဆုံးပဲဖြစ်ပါတယ်။နော်အဲ့ဒါကဘာလဲဆိုရင်ကျမတို့ဘုရားသခင်နဲ့အချိတ်ဆက် နော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုနော်အမြဲတမ်းတို့လို connect ပေါ့နော်ဆက်သွင်းနေဖို့အဲရမ်းပဲရေးကြည့်တာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပေါ့နော်ကျွန်မတို့ကိုတတိယစေပါတယ်ဒါကြောင့်ကျွန်မတို့ဆွမ်းနအဆမပြောခဲ့တဲ့အတိုင်းပဲနော်ကျွန်မတို့ရဲ့ခြေရှိမှာမိခွေဖြစ်နေလားเนาะကျမတို့အတွက်အာဒီလန်ခီအတွက်ပေါ့เนาะလင်းတဲ့မိခွေဖြစ်နေတာဒါမှမဒါမှမဟုတ်ကိုယ့်ရဲ့မိခွေကပေါ့เนาะကိုယ့်ရဲ့မိခွေကအလင်းမရှိဘူးဒါအလင်းလည်းမထွန်းလင်းဘူးအခွက်ပဲဆိုရင်လည်းအဆင်မပြေဘူးဖြစ်ပါတယ်ပေါ့เนาะ ာလို့လဲဆိုရင်အလင်းမရှိတဲ့အတွက်ကြောင့်မို့ကျမတို့လန်ခင်းကိုဆွနာပြောလို့အမအမဆိုးသွမ်းခြင်းညညွန်ခြင်းအမှုရာချိတ်ကနေကျမတို့ကိုလမ်းမပြနိုင်ဘူးဖြစ်တယ်။ဒါနှုတ်ကပတ်တော်ကဖျားပေးဖြစ်တယ်နော်။ဖျားသခင်ရဲ့မိခွက်ကနှုတ်ကပတ်တော်ဝယ်ဖြစ်တယ်ပေါ့နော်။ဒီနှုတ်ကပတ်တော်ကိုကျမတို့တသက်သေးမှာနော်တူသွင်းချမယ်ဆိုရင်နော်နော်ယူတင်ဝတ်ဆောင်ထားမယ်ဆိုရင် ကျမတို့လမ်းသွားတဲ့တလန်းချင်းစီတိုင်းမှာစုံစမ်းခြင်းတွေဘလို့ပဲလာပါစေနော်ဘလို့ပဲလာပါစေ ဲ့ဒီမှုရာထဲကနေကျွန်တော်တို့က wisely ဆိုတော့ပြောလို့ဉာဏ်ပညာရှိစွာနဲ့ဒီလမ်းထဲကနေကျွန်တော်တို့ပြန်ပြီးတော့မှရှောင်ထွက်နိုင်မှာဖြစ်တယ်ပေါ့နော်ဒီနောက်ကပတ်တော်ကကျွန်တော်တို့ကိုလမ်းပေးမှာဖြစ်တယ်နော်ဥပမာအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ memory ပေါ့နော် bible verse memory လောက်တဲ့ခါမှာအလွတ်ကျမှတ်တဲ့ခါမှာတခခုပေါ့နော်အဲအလွတ်ကျမှတ်တဲ့ခါမှာအဲဆွနာဆရာလန်တရားတဲ့စကောအလုံးတည်တယ်နော်တရားကဘုရားရဲ့နောက်ကပတ်တော်ကျွန်တော်ချေရှင်းမှာမိခွတ်ဖြစ်တယ်ကျွန်တော်ရဲ့လမ်းခုလင်းစင်းတယ်နော်ကျွန်တော်တို့ရတယ် ဲ့တခါတလေမှာကျမတို့နော်အဟိုးမသွားတဲ့နေရာမှာရောက်နေတဲ့အခါမှာကျမတို့ remind လုပ်တယ်နော်ကျမတို့ကိုအုံနောက်ကိုနော်နောက်ကပတ်တော်ကပြန်လဲဖွင့်ပြတာပေါ့နော်ကြုံဖူးမှာပါပေါ့နော်ဒီမှာရှိနေသူလေတခုခုကျွန်တော်တို့ကအာဖျားမဆိုင်တဲ့အမှုရအောင်နော်ဖျားလမ်းချင်းမှမဟုတ်ဘူးနော်တချို့နေရာမှာသွားချင်တဲ့အခါမှာအာဒီလမ်းကမကောင်းဘူးနော်ဒါမသွားသင့်ဘူးကျွန်တော်တို့ဝိညာဉ်ကိုနိုးဆော်တာဖြစ်တယ်ပေါ့နော် remind လောက်တာဖြစ်တယ်နောက်ကပတ်တော် ကကျမတို့ကိုလင်းပေးနေတာဖြစ်တယ်ပေါ့နော် ဒီမှာဖြောင်းတိုင်ကဲလို့ကျွန်တော်တို့အဲမင်းလင်းတယ်ဆိုတဲ့အခါမှာကိုယ့်ရဲ့ရှေ့မှာတို့ဖြောင်းတိုင်ကဲလို့ရာထမမဟုတ်ပါဘူးเนาะကိုယ့်ရဲ့သရှင်တော်ဝိညာဉ်တော်ကိုယ့်ရဲ့နှလုံးသားထင်းမှာဆွနာပြလို့ကျမတို့ကိုเนาะပြန်လဲပြန်လဲပြီးတော့မှပြုတ်ပြင်ပေးမှာဖြစ်တယ်ဘုเนาะအဲကိုယ့်ရဲ့အဲမကောင်းတဲ့စိတ်အမှုရာလုံးစုံကို ဒီနှုတ်ကပတ်တော်အပြင်ပေါ့နော်ကျမတို့ကိုဒါလန်းခီးကိုပေါ့နော်လင်းပြီးတော့မှကောင်းတဲ့အမှုရာကိုရှောက်လန်းဖို့ရတော့ဘုရားကဘုရားရဲ့နှုတ်ကပတ်တော်ကိုကျမတို့ခေါ်ဆောင်ပေးမှာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒါကြောင့်ဒီနေ့ဒီမှာရှိနေကြတဲ့ညီကိုမတော်များအားလုံးအားလုံးပဲကိုယ့်ရဲ့မိခွက်ကိုပြင်ဆင်ကြပါဆင်ခြင်ကြပါငါရဲ့မိခွက်ကအဲစီထိတ်ထားလားမထိတ်ထားဘူးလားနော် လင်းနေလားမလင်းနေဘူးလားတေနေပြီလားပေါ့နော်။ဒါမှမဟုတ်မိခွက်ကနောက်မှာပဲလင်းနေလားဆိုအဲ့ဒါလဲစဉ်းကျင်ဖို့လိုအပ်တယ်နော်။မိခွက်ဆိုရင်အရှိမှာပဲနော်။အရှိမှာသွားတဲ့လမ်းကိုလည်းဒါရှင်းလင်းစွာပြဖို့ရန်အတွက်ပဲဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်။ဒါတရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြခြင်း၊ပို့ဆောင်ခြင်း၊တွင်တင်ခြင်း၊ပြုပင်ခြင်းဒီကမှုရကိုခံပြီးမှသွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့တတ်တာထဲမှာဖျားရဲ့ဘုံတော်ထင်ရှားမှာဖြစ်တယ်။သင်ကလောကရဲ့အလင်းကိုလင်းတော်သူတွေဖြစ်မှာဖြစ်တယ်ဆိုတဲ့အရာကိုပေါ့နော်။ဒီနောက်ကပတ်တော်အပြီးတရှိရတာဖြစ်ပါတယ်ပေါ့နော်။ ါကြောင့်ကျွန်မတို့ဒီမှာရှိနေကြညီကိုမောင်တို့များအားလုံးအားလုံးပဲဒီတဲ့နောက်ကပတ်တော်ကမိခွဲ့အကြောင်းပဲနေငယ်ခွန်အားပေးတာဖြစ်ပါတယ်ဗောနော်ဒီထဲမှာမပြည့်စုံတဲ့အရာတွေလည်းအများကြီးရှိတယ်ဗောနော်အာပြည့်စုံတဲ့အရာတွေတော့မပြောမပြောတော့ဘူးเนาะဒါပေမဲ့ဒီမှာကြားရတဲ့နောက်ကပတ်တော်ထဲမှာကိုယ့်အတွက်ဩော်ဒါက နော် remind ဖြစ်တယ်ပြန်လည်ပြုပြင်ရမယ်စင်ချင်ရတယ်ဆိုတော့ကျွန်တော်တို့လက်တွေ့အတုံးအအတုံးပြုလျက်ပေါ့နော်စင်ချင်လျက်ကျွန်တော်တို့အသက်ရှင်ဖို့ရန်အတွက်ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီနေ့နှုတ်ကပတ်တော်ဒီမြပဲဖြစ်တယ်အားလုံးပေါ်မှာသူဘုရားခင်ကောင်းချီးပေးပါစေ